เนาะအဲ့ဒါကြီးကအလူလားဘာလဲတော့မပွဲလားဘာလဲတော့ကျွန်တော်လည်းနားမလဲတော့เนาะကဲအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ချင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့เนาะဘယ်လိုအခြေအနေပဲရောက်ကျွန်တော်တော့အာမင်္ဂလာပါလို့မပြောချင်တော့ညာလဲမင်္ဂလာပါလို့ပဲကျွန်တော်နှုတ်ဆက်ပါရစေပထမအဆုံးပေါ့เนาะအရင်တုန်းကအခု3-4ရက်အတွင်းပေါ့เนาะကျွန်တော်ဗီဒီယိုလည်းမတင်ဘူးဘာမှလည်းမလုပ်ထားဘူးပေါ့เนาะဒီတိုင်းပဲ အရင်ပဲစိတ်ပြတ်တယ်ပေါ့နော်အရင်ပဲစိတ်ပြတ်တယ်ဒီကျွန်တော်တို့မြန်မာနိုင်ငံကိုစဉ်းစားတဲ့အခါမှာအရင်ပဲစိတ်ပြတ်တယ်ကိုကိုကိုပေါ့နော်အာဘာမှမလုပ်ချင်ဘူးဒီတိုင်းပဲအရင်ပဲစိတ်နာတယ်ထားပါတော့ပေါ့နော်ဆိုတော့အဲအကြောင်းမလို့ကျွန်တော်ဘာဗီဒီယိုမှလည်းမတင်ချင်ဘူးလုပ်ချင်တဲ့စိတ်လည်းမရှိဘူးအစားတော့တော့ဒီကျွန်တော်ပေါ့နော်ဒီတလအတွင်းဘာမှအာဗီဒီယိုလည်းမလုပ်ဘူးလို့ကျွန်တော်ဆုံးဖြတ်ထားတာပေါ့နော်ဒါပေမဲ့ တချို့ video file တွေကိုကျွန်တော်တွေ့တဲ့အခါမှာစိတ်မကောင်းတဲ့အခါကျကျွန်တော်ဒီ video ကိုအာပြန်ပြီးတော့လောက်ရချင်းဖြစ်ပါတယ်ဒါကပါလဲဆိုတော့အခု အလူတွားနေတဲ့အချိန်မှာပေါ့နော် အခုချိန်မှာဆိုလို့ရှိရင်ဘယ်သူမှဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာငမွန်နေတယ်တကယ်ရံဘဒုခရောက်နေကြတယ်အဲ့ဒါဘယ်သူမှဆိုပဲနော်စစ်ဘေးရေဘေးမီဘေးအာငလင်ဘေးပေါ့နော်အဘေးအမျိုးစုံနဲ့ကြုံနေရတယ်ကျွန်တော်တို့မြန်မာနိုင်ငံအခုချိန်မှာနော်အမျိုးမျိုးနဲ့ကြုံနေရတယ်တမျိုးမဟုတ်ရင်တမျိုးနော်တလိုင်းမဟုတ်ရင်တလိုင်းလာတယ်နော်အဲ့ဒါတွေကိုလည်းစဉ်းစားတဲ့အခါမှာတကယ်လည်းလုံးဝစိတ်မကောင်းပါဘူးပေါ့နော်အဲ့ဒါဘသူကမှလည်းအပြစ်တင်လို့မရတဲ့ ဟာရဖြစ်တယ်အဲ့ဒါတဘာဝဘေးအနေရည်ဆိုတော့အာဒီငလျင်ဆိုတာတဘာဝဘေးအနေရည်ဆိုတော့ဘသူ့ကိုမလဲအပြစ်တင်လို့မရဘူးဆိုတော့အာအဲ့လိုမျိုးဖြစ်တဲ့အခါမှာတကယ်လဲစိတ်မကောင်းပါဘူးဆိုတော့အခုလိုမျိုးဖြစ်တဲ့အခါမှာအလူတွေရှိတယ်ဆိုတော့အလူတွေကဒီအလူရှင်တွေကအလူတွားလို့တဲ့အခါမှာသူတို့ကိုယ်တိုင်နေအစင်းပြီးတော့လူတာတွေလည်းရှိတယ်အဲ့လိုပတ်စံ နေပဲဖြစ်ဖြစ်ပစ္စည်းနေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလူတာတွေလည်းရှိတယ်ဒါပေမဲ့တချို့အလူတွေကိုဘယ်အဖက်ကတော့လူတာလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့မန္တလေးလို့တော့ပြောတယ်နော်သူတို့ကတော့လူတဲ့ချိန်မှာတော့လူတဲ့ချိန်မှာနေခန်းတွေကပေါ့နော်ကားပေါ်တက်ပြီးတော့သူတို့ကြိုက်တယ်လို့ဆွဲပြီးတော့သူတို့ကြိုက်တယ်လို့ထုတ်လိုက်တယ်ပေါ့နော်ဆိုတော့အလူတွားခန်းတဲ့အဖက်တွေရဲ့ လက်ကိုလည်းမဆောင်တော့ဘူးပေါ့နော်အဲ့လိုကြိုက်တယ်လို့လူကြိုက်တယ်လို့ဆွဲထုတ်ကားပေါ်နဲ့ပြက်အဲ့လိုမျိုးဖြစ်နေတဲ့ဟာကိုကျွန်တော်တွေ့တော့အရင်ပဲစိတ်မကောင်းဘူးပေါ့နော်အာတချို့တွေဆိုလို့ရှိရင်အဲ့လိုမျိုးဖာအကြီးကြီးမှလာပြီးတော့တချို့တွေဆိုလို့ရှိရင်ဘာမှမရဘူးတချို့တွေဆိုလို့ရှိရင်အများကြီးရတယ်အဲ့ဒါလေးကိုတွေ့တဲ့အခါမှာကျွန်တော်လုံးဝစိတ်မကောင်းဘူးပေါ့နော်အလူဝလူဝေမယ်ဆိုလို့ရှိရင် အာတန်တဲ့လူကအများကြီးရမယ်เนาะအာအမတန်တဲ့လူတွေကဘာမှရမှာမဟုတ်ဘူး ဆိုတော့ကျွန်တော်တောင်းပန်ချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးအလူလို့တဲ့ခါမှာเนาะအကုန်လုံးကဒုက္ခရောက်နေတဲ့ပြည်သူတွေပါเนาะအကုန်လုံးကကျွန်တော်တို့ဒုက္ခရောက်နေတာကျွန်တော်တို့လည်းအကုန်လုံးနားလည်ပါတယ်ဆိုတော့တန်းစီပြီးတော့ပေါ့เนาะတယောက်ချင်းစီဝေးပြီးတော့ဥမာ၅ချက်စီလား၁၀စီလားဒါမှမဟုတ်ပေါ့เนาะစီတဘူးစီလားစနဘူးလားเนาะညီတူညီမြအဲ့လိုမျိုးတယောက်နဲ့တယောက်တယောက်ရဲ့အဲတယောက်ရဲ့ဒုက္ခကိုတယောက်ကြည့်ပြီးတော့ အလူဒီလာတဲ့ခါကျရင်လည်းကိုဖက်ကစီခိုင်းရှိမယ်ဆိုလို့ရှင်ကောင်းမလားပေါ့နော်အဲ့ဒါလည်းကျွန်တော်စဉ်းစားမိတယ်အခုဟာကအလူနဲ့တော့မတူတော့ဘူးပေါ့နော်တခုခုကိုတွားပြီးတော့လူနေတဲ့ပုံစံမျိုးဖြစ်နေပေါ့နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြပေးမယ်နော်ကဲဒါတော့ဗီဒီယိုဖိုင်လေးဖြစ်ပါလေနော်အဲ့လိုကြည့်တဲ့အခါမှာသူတို့ တိအောက်ကကလေးတွေကဘာမှမရတော့ဘူးเนาะကလေးတွေကဘာမှမရတော့ဘူးဆိုတော့အပေါ်ကယောက်ျားလေး၃ယောက်၄ယောက်ကတော့အထက်အထက်ရှိတာတွေကအကုန်လုံးထုတ်တာပဲဒီလိုဒီလိုမျိုးလွန့်လွန့်တခါတည်းလွန့်လွန့်ထုတ်တာပဲပေါ့เนาะအထက်ရှိတာကိုအကုန်လုံးထုတ်တာပဲဒါပေမဲ့ဘယ်သူလက်ထဲရောက်မလဲတော့မသိတော့ဘူးဒါတွေကเนาะဒီလိုမျိုးလွန့်ထုတ်တဲ့ခါကျတော့ เนาะအဲ့ဒါကြီးကအလူလားဘာလဲတော့မပွဲလားဘာလဲတော့ကျွန်တော်လည်းနားမလဲတော့เนาะအလူပေးတဲ့အလူလားလောက်တဲ့လူတွေကလည်းသူတို့ပတ်စံတွေအပူတွေအများကြီးရှိလို့လာလူတာတော့မဟုတ်မဟုတ်တော့ဘူးထင်တယ်เนาะသူတို့အယံချမ်းသာတို့လာလူတယ်လို့တော့မဟုတ်ဘူးထင်တယ်အဲ့ဒါကြောင့်မို့သူတို့လာလူပေးတဲ့ပစ္စည်းနည်းတိဖြစ်ပစ္စည်းများတိဖြစ်ပစ္စည်းပေါ့เนาะအဲ့ဒါကြောင့်မို့လို့သူတို့လာလူပေးတဲ့ပစ္စည်းတွေကိုပေါ့เนาะ တာမိုးရှိရှိနဲ့ကျွန်တော်တို့ပြန်ဝေးပြင်ကောင်းမလားပေါ့နော်အဲ့ဒါကကျွန်တော်ရဲ့အမြင်ကိုပြောတာပါဆိုတော့ဒီဟာလေးကိုကြည့်တဲ့ခါမှာကျွန်တော်လုံးဝစိတ်မကောင်းဘူးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းမြန်မာနိုင်ငံသားပဲနော်စီကမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်လည်းမြန်မာနိုင်ငံသားပဲစီကမရှိဘူးဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးတခြားနိုင်ငံမှာတွားကြည့်လိုက် အလူပဲလို့လို့ဘာပဲလို့လို့ပေါ့နော်စောင့်တာဈေးပဲဝယ်ဝယ်ဘာပဲဝယ်ဝယ်စောင့်တာစီကန်းနဲ့နော်တန်းစီပြီးတော့စောင့်တာသူ့အလက်မရောက်မချင်းဘယ်သူ့မှမကြော်ကြော်လို့မရအောင်နော်ဆော့ဆော့ရောက်ရင်ရှေ့တန်းမှာရက်မယ်နောက်ကျရင်နောက်မှာရက်မယ်နော်ဆိုတော့အခုဟာကအဲ့လိုမျိုး system ကိုကျွန်တော်တို့မသုံးနိုင်တဲ့ခါကျတော့အခုဟာကနော်တောင်း ကိုကြိုက်တဲ့ဖက်ကနေဝင် ကိုကြိုက်တယ်လို့ကိုကြိုက်တယ်လို့မကိုကြိုက်တယ်လို့လို့ပေါ့နော်အဲ့လိုကြီးကြတော့အဆင်မပြေဘူးနော်အခုလိုမျိုးကြတော့အဆင်မပြေတော့လေဒီမှာကလေးလူငယ်တွေလည်းအများကြီးရှိတယ်ပေါ့နော်သူတို့ဆိုရင်ဘာမှရတော့မှာမဟုတ်ဘူးနော်သူတို့ကဘာလူလာလဲခောက်ဆွဲလာဘာလဲတော့ကျွန်တော်တို့လည်းမသိဘူးအခုကကြတော့အဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမြင်တဲ့အခါမှာကျွန်တော်လုံးဝစိတ်မကောင်းဘူးပေါ့နော်အခုလောလောဆယ်ငလင်ဘေးနဲ့ဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေအားလုံးကိုကျွန်တော်အဲ့ဒီကနေဆုတောင်းပေးပါတယ်လို့နော် အာအတတရှင်ရှင်တို့ရတဲ့ညီကမောင်နှမတွေမိတ်ဆွေတိုင်ဝိုင်းတွေပေါ့နော်အားလုံးကိုလည်းကျွန်တော်ဒီကနေ့အားလုံးဝစိတ်မကောင်းပါဘူးဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြောချင်ပါတယ်ဆိုတော့နောက်ဆုံးကျွန်တော်တခုပြောချင်တဲ့ခါမလို့အခြေအနေပဲရောက်ရောက်ပေါ့နော်လုံးဝအားမငယ်ပါနဲ့ပေါ့နော်ဒီနေ့ကြရင်ဒီနေ့ကြရင်ကျွန်တော်တို့မြန်မာနိုင်ငံကအမြန်ဆုံးကောင်းလာမှာပါဆိုတော့ဟုတ်ပြီနော်အရင်ပဲကျေးဇူးတင်နေအဲ့ဒါလေးကိုကျွန်တော်လာပြောပြတာပါဆိုတော့အားလုံးကြမ်းမရုပ်ကူကူဆိုင်ကြပါလို့ကျွန်တော်ဒီကနေ့ပဲပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်